ားလုံးမင်္ဂလာပါ So all in one channel မှာ ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာဒေါက်တာဆွေရေးသားထားတယ်ချက်သမားဟစ်တလုံးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဇက်သိမ့်ပိုင်းဦးရောင်ကြီးပြ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 နဲ့ရောက်လာကဟိတ်တက်ကလေးမင်းငါစကားကိုနားမထောင်ဘူးလား ကျွန်တော်မှအကြံပိုင်ပြီးသားသူပြီးပြီးခက်တီတီနဲ့သူဟာတစုံတရာဖွင့်မပြောသေးပဲဘာလို့လဲဦးလေးရင်ကကျွန်တော်ကကိုစံခန့်ကိုနိုင်ရင်ပြီးတာပဲမဟုတ်လားမင်းသူ့ကိုမနိုင်နိုင်ဘူးလို့ပြောနေငါနားလေလို့ပြောတာကွာဦးလေးရင်နားလေတာကသူ့ချက်စင်မနိုင်မကြီးတော့ကကျွန်တော်ချက်ကျေပြန်ကို မလန်နိုင်အောင်ခွန်လန်းတနေတယ်ပြောတာမဟုတ်လားအေးအေးဟုတ်တယ်ငါချက်တမလောက်လာတာအသက်50ကျော်ပါပြီကွာငါစကားနားထောင်စမ်းပါ ကိုင်းဒါဖြစ်ဦးလေးရင်အေးအေးတာနေပြီးတော့ကျွန်တော်တိုက်တော့မှာပဲဘာမှမပြောနဲ့တော့ကျွန်တော်သူ့ကိုစကားပိတ်လိုက်ပါသည်သူစိတ်ဆိုးကကဲဒါဖြစ်တတ်ဘူးကြီးမင်းငါဘာမှမပြောတော့ဘူးမင်းကြက်ဝိုင်းလေငါလာမကြည့်ဘူးနောက်တော့မှသာငါသာမပြောနဲ့နောက်ဆုံးတခွန်နဲ့ပြောခဲ့မယ်မင်းရှုံမှမယ်ပဲကွဆိုပြီးထသွားပါတော့သည်ကျွန်တော်စိတ်ထဲကပြုံးလိုက်မိပါသည်ဩချက်ဖျားကြီးသူ့အမြင်နဲ့ကတော့ဟုတ်ပေမပေါ့ ကျွန်တော်သဘောမှာလေယခုအချိန်၌သူ စိတ်ကောက်ခြင်းတလားကောက်နေပါစေ။ချက်ပွဲပြီး၍နိုင်ကမှယခင်က အစိတ်ပေးမယ်ဆိုပြီး15ချက်လျှော့ပေးခဲ့သည်ကိုသာမကယခု9ချက်ချက်မြပေးလျက်အပြစ်မှန်ပြော၍ကျွန်တော်ညံလွှာသုံးလိုက်ပုံကို အသားယူမည်။ချက်ဖျားကြီးကိုယ်တိုင်အံ့ဩတွားရပြီမည်။ဤချက်ချင်းလဲထားသည့်အကြောင်းကို ဖုံးဖိထားသည်မှာယခုဥယျာဉ်အောင်နှင့်ခြေပြန်ကိုတန်တန်ဆွဲ ချစ်ခင်သောဟစ်တလုံးတို့သာဖြစ်ပါသည် တခြားကျွန်တော်ဘက်က လောင်မိဆွေမျိုးမိဆွေတို့ကတိုးတိုးကြိတ်ဖွင့်ပြောထားလိုက်ပါသည်သူတို့သည်အများနည်းတူကြက်ဖျားပွဲရဥယျာဉ်အောင်စကားကိုယုံကြည်ကြသည်ဖြစ်သောကြောင့်ကျွန်တော်လို့ရခိုင်ရင်ကိုသဘောကျကချီးမွမ်းကြကုန်သည် ကျွန်တော်ကလည်းဤရဲ့ချက်မှာအင်ဘူးထံမှဟုဖွင့်မပြောပဲကျွန်တော်ကိုယ်ပိုင်အုံနာဟုပြီးကြိတ်ကမိကအသားယူနေပါသည် ကျွန်တော်ဘက်ကလောင်မိသူတွေမှာခက်ချကြကလေးပြောပြပါစီအနတ်မတ်တကစပါးရောင်းချသူတွေနဲ့ပစ္စည်းဖလှယ်ချသူတွေနဲ့စပါးပေးယူကြတဲ့သူတွေနဲ့ကောက်ဆိုင်ပေးချိုတောင်းသူတွေနဲ့ဝမ်းစာပုတ်ပြပြီးချင်းငှားသူတွေနဲ့ရွှေပွဲတော်ကြီးတော့မြိုင်ပြီးတော့မြည်ကျွန်တော်မိမကလည်းကျွန်တော်ကိုလောင်းစီရှိပစ္စည်းကုန်ချင်းကုန်ပါစီအမိန်တော်သိပြီးမကြပါပြင်စမမြောက်တော်နေတွင် ဝိုင်းစင်လီပြီးကိုစံခဘက်ကလည်းမြိုင် ျွန်တော်ဘက်ကလည်းအပိုင်နဲ့ဝိုင်းစီလာလေသည်လက်ရင်980ချက်ကျွန်တော်က330ချက်ပါသည်ကိုကျွတ်တို့ကြီးကသူစကားအတိုင်းပင်ဝက်စုတရားကို အကောက်တွက်30ဖြည့်က130ချက်ထပ်ထည့်သည် ကျန်တော့330ချက်က ကျွန်တော်ဘက်ကဆွေမျိုးမိတ်ဆွေတို့ဤ3ချက်မှတ်တယ်5ချက်ခွဲ17ချက်22ချက်55ချက်အစတော့ဆွေရပေါင်းများ ကျက်ပွဲအကောက်မှာ တရားလှရင်30ကျက်နှုန်းခမရတို့စီကအစိုးရပွဲခွန်တော်နှင့်အဘယ်ကတက်တာပါသည်။ခြေထက်၍ထိုင်စီတွင်ငွေအပ်ပြီးလေပြီ။ကျက်တိုင်ဟိုထွန်စိန်သည် ရေဖြန်ထားသော တလင်းပြန့်မြေတွင်12တောင်ခန့်အချင်းရှိသောဆက်ဝိုင်းကြီးကိုဆွဲလိုက်သည်။ကျက်နှကောင်ခုနှစ်ချိန်တွင်ကျက်ဆွဲနှစ်ယောက်မှတပါ အခြားလူမဝင်ရ။ကျက်ဝိုင်းဥပဒေထို့နောက်စီဝိုင်းအလေတရတွင်ယခု တပိုရဲလာတွင်နဂါကောင်းတောင်ပွက်လှဲ့သောကြောင့်နဂါလွင့်ရင်အရှိနှင့်အနောက်မြင်းချောင်းကလေးနှစ်တောင်ခန့်ချလိုက်သည်ကျက်နှကောင်သည်အရှိမှတစ်ဖက်အနောက်မှတစ်ဖက်လွှတ်ရမည်သည်ကျက်သမားတို့ထုံးစဉ်ပြီးအရှိအနောက်နေရာရွေးရင်ကောင်းပန်းမြောက်ရအောင်မည်ယခုကျက်ပွဲတွင်ကကျက်နှကောင်မှရွေးမရအောင်တူနေသောကြောင့်ကျက်ဆွဲတို့မှတ်မိကြဖို့အတွက်တကောင်ကိုအမိပြအနေငယ်ဖြဲ့ရင်ကောင်းပွဲမြတ်ဝသည်သည် ကိုစံခါချက်ကိုဖျက်ရင်မေးကြ၏ကဲလွတ်ကြစို့လားပြိသက်တို့ကြွေးကြော်ချလိမ့်ပြီတစ်ဖက်နှင့်တစ်ဖက်အညိုနှင့်နှက်တော့ချက်ပွဲဖြစ်၍ရွာလုံးကျွတ်ဆိုသလိုကလေးလူကြီးမိန်းမတွေကြိတ်ကြိတ်ခဲနေသည်ငယ်စဉ်ကတရေခဲ့ပြီးကြီးမပတိဆွဲသည့်လူကြီးများကျောင်းတကကြီးတို့ပါအရေးအခြေကြည့်ရအောင်လာကြသည်သူကြီးမြင်လေရောင်းလေလေနှင့်ရောက်လာကအေးမထွန်းစိပြ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 နှင့်ခမညာ ရဲအရေးအခြေကြည့်ဖို့ထားရလားဟေ့တော့ကြာငါတောင်းဝန်ချနေပါအောင်မေးသိကြပါခင်ဗျာထားပါတယ်ရွာတောင်ဖျားတယောက်မြောက်ဖျားတယောက်တကြီးမင်းဒီရွာတဲ့၌နွားတက်လျင်အသည်နှလုံးတွဲပေးလျင်၎င်းကြက်ဝိုင်းဖြစ်လျင်အကောက်ထဲမှအသည်တင်ပေး၍၎င်းသဘောကောင်းတက်လျသည်တို့နှင့်လူစုလူအုပ်ချမှချက်နှကောင်ဝိုင်းလေတွင်းလီပြီကျေပြန်တဲ့ဟိနှစ်တဲ့ နှံလိုက်ရင်မင်းတို့ချက်ကြီးဒဲလင်းသွားမယ်မှတ်ထားစီမြမ်းများဝယ်ထားအမဲဟိဒီကလည်းစင်မနိုင်မကြီးတော့ကွမင်းတို့ချက်ကလေးဖင်ထိုင်ပြီးအမီကုံးသွားမယ်ကွတစ်ဖက်နဲ့တစ်ဖက်စကရေပြိုင်ကြလေသည်ကျွန်တော်သည်စင်မနိုင်မကြီးတော့ကိုကျဲ့ပြန်အဖြစ်နှင့်ပိုက်ထားရမှကိုစံခလည်းထဲမှကျဲ့ပြန်အစ်စ်ကိုလှမ်းကြည့်ကကျဲ့ပြန်ရေးမင်းငါချက်ပြိမယ်ငွေရေးကြောင့်တစ်မျိုးတစ်ဖို့လုံနေရတာကွစိတ်ထဲမှရေရွလိုက်မိသည် မိမိငငယ်ကမွေးခဲ့ပြီးသုံးဘွဲ့တောင်အနိုင်ပြေးသွားသောချက်ကလေးကိုတန်ရောစင်မကင်းနိုင်ပါဤပွဲပြီးရင်ပြန်လဲယူသည့်ယူရပါမည်ထို့နောက်ကျွန်တော်လက်ထက်ကချက်ကိုငုံကြည့်ကငါသားကြီးနိုင်အောင်ခွန်လာဆန်းกว่าဟု စိတ်ထဲမှပြောလိုက်ပါသည် ရင်းဒီတွင် ထိုချက်ဤနှုတ်မှတုတ်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 နှင့်မြည်လိုက်ပုံမှာပွဲစင်ခံဒီတိုင်း၌ကျေပြန်ကလေးဤနှုတ်တယ်နှင့်တတိယတည်းတူလာပါပေသည်ဧကန္တဤပွဲမှာလည်းကျွန်တော်နိုင်ရအောင်တော်မည်ဟု စိတ်နှလုံးတုန်တုန်ချာကချက်ကိုချက်ဆွဲလက်ထဲသို့အမြင်ဆက်ဆဲဝဲအပြင်မှတခုခုလာတော့မြင်းခွတဲ့ကြားသည့်နှင့်တဝိုင်းလုံးဆိုသလိုလှည့်ကြည့်လိုက်ကြရာကိုထင်းလင်းသည့်မြင်းကိုဆက်တက်လျက်ကျွန်တော်စီသို့ပြုံပြုံကြည့်ကြည့်၍ကိုတက်ခြတာခြားပြခြတာခြားစိတ်ချအလက်ခြတာနှံ့ပြီးတော့သူကဝန်တာအရာနှင့် ပြောကြလိုက်ပါသည် ကျွန်တော်စိတ်ထဲတွင် မဝေခွဲနိုင်ဖြစ်သွားပါသည် သူသည်စင်မနိုင်မကြီးတုံးရွာကိုရောက်ခဲ့သူဖြစ်၍ကိုစံခါတို့ဝယ်ခဲ့သည့်ချက်ချောင်းကိုမိခဲ့သူနားလည်ခဲ့ပါသည်။ကျွန်တော်သည်ချက်ကိုပိုက်ခါပြီးဇဝေဇဝါမျိုးလုံးနှင့်သူ့စီတို့ထွက်ခဲ့ပါသည်။သူသည်မြင်းပေါ်မှကုန်စင်ပြီးကျွန်တော်ပခုံးကိုကိုင်ကဟိုချက်အလကချက်ပြေးကြီးဆိုပဲဗျ။ကျွန်တော်မှသူ့စကားကို မဆောင်နိုင်တော့ပဲမျက်လုံးပြူကဟာကိုထင်းင်းသည်ကျွန်တော်အမူအရာကို ရုတ်တရက်အင်အားတင်သွားလျက်ဟွန်း ကိုတက်ဘာဖြစ်တာလဲကျွန်တော်ဒီမရှူနိုင်မကယ်နိုင်အတန်နဲ့သူ့လက်ကိုကိုင်၍ခမားဘယ်လိုကြားခဲ့လို့လဲဗျတည်တည်ချာချာပြောဆက်မအောင်ရှင်ဒီအခိုက်ဝဲကျွန်တော်တို့နှစ်ယောက်ဤထူကြလာတော့အမှုရာကြောင့်ကျွန်တော်ဘတ်တော်သားတွေစွုံလာကြသည်အဲ့ဒီချက်ကအလကားချက်ပြေးကြီးဆိုပဲဗျကိုထင်းင်းကပြောပြပါသည်ခွန်လန်းလဲနည်းနည်းမှမကောင်းဘူးတဲ့ချက်အင်္ကာရုပ်သာကောင်းတာအဲ့ဒါကိုကိုဆန်ကနဲ့ကိုရံအောင်ကလာပြီး20နေဝယ်သွားတာတဲ့ဟွန်း ဥယျာဉ်အောင်လဲပါတဲ့လားကျွန်တော်ကဖြတ်မေးလိုက်ပါသည်ပါတဲ့သူတို့နှစ်ယောက်တိုင်ပင်ပြီးဝဲသွားကြတာတဲ့နှုတ်ပြီးဒီချက်အကြောင်းကိုစုံစမ်းနေလို့ရှိရင်လေအင်မတန်ကောင်းတဲ့ချက်နှစ်ရာနဲ့ရောင်းလိုက်တာလို့ပြောဖို့မှတ်သေးတဲ့ကျွန်တော်လူယုံတယောက်ကပြောပြတာဥယျာဉ်အောင်တို့ဘယ်လိုအကြံနဲ့လဲတော့လဲမသိဘူးကိုထင်လင်းကဆိုပါသည်တို့တော့ကျွန်တော်သိပါပြီဥယျာဉ်အောင်အကြံကိုကျွန်တော်သိပါပြီ လွန်ခဲ့သည့်ကြက်ပွဲတုန်းကသူ့ကို အစိတ်ပေးမိဟုပြောခဲ့ပြီးတဆယ်ပဲပြီးသောကြောင့်သူကျွန်တော်ကို စိတ်ဆိုးရမည်ထို့ကြောင့်သူကျွန်တော်ကို အသေးတက်လိုက်သည်မြွေကြီးတံမကကျွန်တော်ချက်ကောင်းကိုပါဆုံရှုံအောင်သူစီမံလိုက်သည် ရွှေညံတော်ကြည်ပါပေအသက်50ကျော်ချက်သမားကြီးရဲ့အင်ဖူကသူတို့ဤအလံယူဖြစ်ရမည်ယခုအင်ဖူရောဥယျာဉ်ပါကျောင်းဝိုင်းတို့မလာကြသူတို့အကြံကအောင်လေပြီး ကျွန်တော်ချက်ကောင်ကလေးမှာသူတို့စီမှာသူတို့ချက်ပြေကြီးကကျွန်တော်လက်ထင်မှာဒိုင်းစီတွင်ငွေချင်းလဲခြေထက်ပြီးနေပြီကျွန်တော်ပါတတ်နိုင်တော့သည်ကျွန်တော်တို့လူတိုက်ကောင်းချင်းရိုက်ကြသည်တယောက်ကဆိုသည်ဟေ့ချက်တိုင်းကိုတွန်းစိန်စီတို့တို့ကြိတ်သွားပြောကွာတို့ကအကောက်ထွက်ခံပြီးခြေပြန်ခွာဖို့ဟိုအယူဖြစ်မှာပေါ့ဗျဟိုဘက်ကခံမရလားတယောက်ကပြန်ပြောသည်ဤတွင် ဝက်စုရာကိုချတ်တို့ကြီးကစိတ်တူတူနဲ့ဒေါသကြီးတူပြီကျွန်တော်လည်းထိုင်၌ပိုက်ထားတော့ချက်ကိုလှမ်းကင်ကဟိုဘာထူးတော့လဲကွာဒီချက်ကိုသာကင်ပေါက်ပြလိုက်တော့ပြောပြောဆိုဆိုနဲ့ချက်ကိုယူလျာရှင်းဒီအခိုက်ဝဲလူကြီးတွေအောက်မှအမော့ကနားထောင်နေတော့ဟစ်တလုံးကကျဲလောင်အောင်မြင်တော့အတန်နဲ့ဘာကြီးကျွတ်ကျဲပြန်ကိုမလုပ်ပါနဲ့ဗျဒါမင်းကျဲပြန်မဟုတ်ဘူးကွာနားလေရလားကိုကျွတ်တို့ကအန်ချိတ်ခါပြောပါသည် ဟစ်တလုံးကအရှောင်မပေးပဲဟုတ်ပါတယ်ဗျနားလေပါလေဒီကောင်လေးတဲခတ်တဲ့ကောင်လေးပဲကိုချက်တို့ကကြိတ်မနိုင်ခဲမရဆိုသည်ဤတွင် ကျွန်တော်ကဟစ်တလုံးဟာကျွန်တော်နဲ့အင်ဖူးချက်ချင်းသွားလဲမိကြောင်းဝင်နေစွာပြောလိုက်ရပါသည်သို့တော်ဟစ်တလုံးသည် သူ့တော်ချူဟောင်းလောင်းပေါ်အောင်ကျေလောင်စွာရှင်မောလိုက်ပြီးဒါကိုကျွန်တော်သိပါတယ်အဖေကနှုတ်ပြီးကျွန်တော်ကပြန်လဲထားလိုက်တယ် ကျွန်တော်မှာရုတ်တရက်ဝမ်းတာရမလို့ပြောင်းလဲမှုဖြစ်ကဟေးဟုတ်လားမင်းဘလို့တိဘလို့ပြင်လဲတာလဲဟိုနေ့ကပေါ့ကျွန်တော်ကချက်ပြင်လာလာလို့ခေါ်တာသူ့မလာဘူးနားမလဲဘူးဒါနဲ့အဖေနဲ့ကိုရင်ဖူးပြောတဲ့စကားတွေးမိပြီးသူ့ကိုစင်မနိုင်ချီတုံးဆိုတဲ့ချက်ကြီးနဲ့သွားလဲထားတာဖြစ်မှာပဲဆိုပြီး ကျွန်တော်ကတခါပြင်လဲလိုက်တာဗျဟေးကိုဆန်ကကြီးမသိဘူးလားဘယ်သိမတော့သူနွားလိုက်နေတော့ကျွန်တော်ကတိတ်တိတ်ကလေးလေးခဲ့တာဟေး ဒါဖြင့်ဒါအချက်ပြန်အစ်စ်ပေါ့ကိုချက်တော်ကြီးကလက်ထဲကချက်ကိုမကဆိုလိုက်သည်ဟစ်တလုံးကဟုတ်ပါတယ်ဗျခမကြီးမယုံရင်ဟိုးဝေးဝေးသွားလွတ်ချင်လीကျွန်တော်ခေါ်ပြမယ်ကိုချက်တော်ကြီးသည်ကလေးပြောစကားအတိုင်းပင်ဝန်တာအာရနှင့်ဝက်ကြီးလိုဂုံ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 နှင့်ပြေကတော်တော်ဝေးဝေးရောက်မှချက်ကိုလွှတ်လိုက်သည်ကျေပြန်လာလာဟစ်တလုံးကလက်ဖြစ်ကြီးကခေါ်လိုက်သည်မဆိုင်ခဏပင်ကျေပြန်သည် လေဆန်ကလေးဖာယာတောင်ပံကလေးကာယာနှင့်သူ့ချစ်ဆွေကလေးစီတို့ပြေးရလာသည်ဟစ်တလုံးက စီးပွေလိုက်သည် ကျွန်တော်ကဟစ်တလုံးကိုမြှောက်ချလိုက်ကဒါမှအဖေသားကကြွေးကြော်လိုက်ပါသည်သို့တော့အားလုံးပြေးတဲ့ကဟေးမင်းသားလို့မပြောပါနဲ့ကွာမင်းနဲ့တူရင်ငါတို့အားလုံးဝဝကွဲအောင်ရှုံမှာမိတို့ပင်ဖြစ်လင်ကစားငါးနှစ်သားအရွယ်ဟစ်တလုံးဤယောသားမှန်ကန်သောအချစ်သည်90ကျော်ဥယျံအောင်ဤ စံပြောက်ကျက်သောမုံတီမှုကိုအောင်နိုင်လိုက်လေတည်းဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ